ညီကူအားလုံးပဲကမ္ဘာချန်ပီယံတွေမင်္ဂလာပါဒီနေ့ကတော့ Chelsea သင်းဟာသူတို့ရဲ့ international break ပြန်စတဲ့ချိန်မှာเนาะကျွန်တော်တို့ City Ground မှာပဲ Ancient Nottingham Forest ကိုဒုတိယပိုင်း twin goal တွေနဲ့ goal ပြတ်အနိုင်ယူသွားခဲ့ပါတယ်ဒါဒီပွဲက Chelsea သင်းဒီယာဒီမှာတအားတိုးတက်လာတဲ့အပိုင်းတစ်ပိုင်းရှိတယ်အဲ့ဒါ set piece ပါဒီပွဲမှာလည်းကျွန်တော်တို့ Chelsea သင်းဟာ set piece ကနေပြီးနှစ်ဂိုးရသွားတယ်တကူက Petronello တိုက်ရိုက် free kick ကိုတခါလေးကန်ထည့်သွားတယ် နောက်တစ်ခုကလည်းတောင်းကံဘွားနေသူတို့ရဆိုတော့ Chelsea အသင်းမှာဒါဒီယာဒီမှာတိတိတသားကြီးကိုခြုံထွက်လာတဲ့ဒါ outstanding ဖြစ်လာတဲ့ view ဟာတခုကအဲ့ဒီ set piece ကနေဂိုးရယူမှုတကယ်တော့ကျွန်တော်တို့ Chelsea အသင်းရဲ့ရှေ့အစဉ်ဆက်အောင်မြင်ခဲ့တဲ့နီးပြတိုင်းကသူတို့ကအဲ့ set piece ကနေအမြဲတမ်းရလက်တခုရောက်အောင်နိုင်နေကြသူတို့ပြန်အဲ့ဒါကိုကြည့်လိုက်ပြီးအဲ analyze လုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လေအဲ့ဒီနီးပြတွေကအီတလီနီးပြတွေဖြစ်နေတာဗျာအန်တိုနီယိုကွန်တီ343နဲ့ တိဆောက်တယ်ပရီးမီးယားလီရအောင်ယူသွားတယ်ဆက်ပစ်ကိုတအားအသုံးချသူ့ထက်ပိုပြီးသုံးတာတော့ကာလိုအန်ဆလော့တီတအားသုံးတာပြီးတော့အဲ့ဒီခက်ကချယ်ဆီကလည်းအဲ့လိုသုံးလို့ရတော့အောင်သူ့ရဲ့ physical strength တွေကောင်းတယ်ဒရော်ဘာတို့ဂျွန်တယ်ရီတို့အုပ်စုရှိရနော်ဆက်ပစ်တွေကိုထိထိရရတခါတည်းလိုအပ်တဲ့ target ရအောင်ကန်နိုင်တဲ့ front lambert တို့လိုမျိုး player တွေရှိတယ်ပေါ့နော်ပြောမယ်ဆို pass accuracy အရင်မှန်တဲ့ကစားသမားတွေဗျာပြီးတော့ဂျာမန်နည်းနည်းပြန်ပြောင်း ိတ်ပြန်ပြောက်သွားတဲ့ကာလကနေတခါ Thomas Tuchel လက်ထက်မှာ set piece ကိုပြန်အသုံးချအဲ့လိုအသုံးချလောက်အောင်လဲ Chelsea မှာအဲ့လိုမျိုးတက် set piece ကိုဂူးသွင်းမိမဲ့ Rudiger တို့အုတ်စုတခါပြန်ပေါ်လာပြန် Thiago Silva တို့အုတ်စုတခါပြန်ပြောက်သွားတဲ့ကြားမှာအခုတခါပြန်ပြီးတော့ set piece ကိုပြန်ပြီးတော့အဲ့ဒီကနေပြီးတော့ဂိုးရယူမှုဒါတော်တော်လေးတိတာပြီးတော့ကောင်းကောင်းတဲ့အချက်ပေါ့နော်တအားတိတာတဲ့အချက်တအားကိုကောင်းသွားတဲ့အချက်နောက်တစ်ချက်ကဘာထပ်တွေ့ရလဲဆိုတော့အနီကက်တခါ ဇက်တိုက်ရလာတဲ့အချိန်ကြီးအရန်များလာရလိုက်တဲ့အနီကပ်ကဗျာဟိုတပွဲနှစ်ပွဲသုံးပွဲဆိုတော့တော်တော်လွန်နေပြီကျွန်တော်ဥကနီးပြပါထဲအတွက်ပြီးငါးပွဲဇက်တိုက်ကြီးကြတော့ဒါကောင်းတဲ့အချိန်ကြီးမဟုတ်ပြီးတော့ဒီပွဲမှာရသွားတဲ့အနီကပ် solution နဲ့ဒါမလိုအပ်တဲ့အချိန်ကြီးမလိုအပ်တဲ့ position မှာဂူစလိုသွားယူလိုက်တာဗျာဒါကြီးကများပါဟို NA ဖြစ်တာလည်းမဟုတ်ကိုယ့်ဘက်ကလည်းသုံးခုပြတ်နိုင်နေပြီသူ့ရဲ့ကွင်းဘက်ချမ်းမှာကိုယ့်ကွင်းဘက်ချမ်းမှာလည်းမဟုတ်ဘူး ဘယ်လိုရှုတော့အချစ်ကြီးဗျာဒီအဝါနောက်ထပ်တစ်ချိန်ညာမလိုအပ်ဘူးပထမအဝါတော့ကလည်းမလိုအပ်ဘူးဒါပေမဲ့ပထမအဝါတော့ကကျွန်တော်တို့ကနည်းနည်းနားလဲပေးလို့ရပြီဒုတိယအဝါအတိတ်ပဲဦးမရှိတဲ့ဟိုအဝါကက်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီဘွဲဟာ Chelsea အသင်းခါတိုင်းလိုပဲ Chelsea အသင်းဟာပထမပိုင်းမှာသူတို့ထင်ထားသလိုတော့ကျွန်တော်ကဒီပထမပိုင်းမှာ Nottingham Forest ရဲ့ထွက်လာတဲ့လူစင်းအရာပေါ့ ချယ်ဆီအသင်းထွက်လာတဲ့ပြန်ထွက်လာတဲ့လူစင်းင်းကတိတ်သဘောမကျအောင်အထူးသဖြင့်ဒီအသင်းကြီးတသင်းမဟုတ်ပဲနဲ့မာလိုဂူစတိုကိုပွဲစားတွေကတုံးနေဟောင်းကျွန်တော်တိတ်သဘောမကျအောင်ဒါပေမဲ့အပြစ်မပြောဘူးဆိုတာကအန်ဆိုမာရက်စကာရဲ့ချယ်ဆီကိုကျွန်တော်ကောင်းကောင်းသတိထားမိတဲ့ချက်ကအခုကသူကဒုတိယပိုင်းချယ်ဆီဖြစ်နေတယ်ပထမပိုင်းမှာများသောအားဖြင့်သူတို့ရဲ့ view ဟောင်းမဖော်ဆောင်တာများတယ်အဲ့ဒါလည်းတော်တော်ကြာပြီဗျဂျာမန်အဲ့လိုမျိုးပထမပိုင်းအဆင်ပြေတဲ့ပွဲဆိုလို့ FIFA Club World Cup Final တော့က PSG နဲ့ပွဲပေါ့ အဲ့ဒါတော့မထင်မှတ်ပဲနဲ့ PSG ကိုသူနီးပြူသွားပိုင်းအပြောင်းလဲနေစောစောစီးသူနင်းလိုက်တဲ့သဘောမျိုးပုံမှန်ချဲစီရဲ့သဘောတဘာဝကွာသူတို့ပထမပိုင်းမှာကျွန်တော်တို့ကမကောင်းတာပဲရေးရတယ်ပထမပိုင်းပွဲပြီး30ချက်ကျွန်တော်တို့ရေးပြီဆိုရင်မကောင်းတဲ့အချက်တွေတော်တော်များတယ် negative facts တွေတော်တော်များတယ်ရေးရတယ်ဘာဖြစ်လို့လဲဆိုတော့ပထမပိုင်းကတော့ကစားပုံမကောင်းဆုတ်တယ်ဆုတ်ချညံ့တကယ်လည်းညံ့အဲ့တော့ကျွန်တော်တို့ကရင်းရင်လည်းထိန်းရရဟုတ်ဒုတိယပိုင်းမှာတကောင်းပြန်ပြန်ကောင်းတာတကယ်လည်းဒီပွဲမှာဒုတိယပိုင်းမှာအပြောင်းအလဲတွေလုပ်တယ် အန်ဆိုမာရင်စ်ကတကယ်တော့သူ့ system ကို तू ကပိုသိရမှာကျွန်တော်တို့ကတခါတခါကျွန်တော်တို့ပြည်သက်တွေရဲ့ညံရင်ရလဲဟိုဟိုအာမနေဥပြောမှာပေါ့နော်ကျွန်တော်တို့ကသိတယ်ဗျဒီလိုမျိုးဖြစ်တော့မယ်ဂီယူကိုတုံးတဲ့နဲ့ဂီယူအဲ့နေရာမှာဆိုရင်ရာဝပက်ဒရိုခြောက်ပြီးဆိုတော့ကျွန်တော်တို့ကလည်းမြင်တယ်အဲ तू ကအခုမှ तू ကဒါကိုဆမ်းပြီးတော့ तू ကလှုပ်လာတဲ့တပေါ်တော့နှစ်ပွဲဆက်တော့ရှိသွားပြီနှစ်ပွဲလုံးမှာအဲ့ဒီမက်ဂီယူတို့အုပ်စုဂီယူရဲ့ကေဒန်ဆယ်အက်စတီဗာရောဟိုလီဗာပူးနေရာတော့တောင်းတော့ပြိုင်နေဝင်တယ် ဒီပွဲကတော့နှစ်ယောက်ပြီးတော့နောက်တစ်ယောက်ထွက်ဝင်ဘယ်လိုပဲဖြစ်ဖြစ် impact ကိုမြင်ရ result positive result တခုကျွန်တော်တို့ပြောင်းသွားတယ်ဂီဥဝင်လာတဲ့အချိန်မှာ Chelsea တင်းရဲ့ကစားပုံအဓိကဒီ attacking channel တွေအကုန်လုံးကပွင့်သွားတာကိုကျွန်တော်တို့တွေ့ရဆိုတော့ပထမပိုင်းမှာ Chelsea တင်းရဲ့ကစားပုံဘယ်သူမှမကောင်းပထမပိုင်းမှာနှစ်သင်းစလုံးမှာလည်းဟာလာ true true ပြောစရာမရှိပဲ Chelsea တင်းရဲ့ဒါပွဲထွက်လာတဲ့လူစင်းအဲ့ဒီမှာကျွန်တော်ပထမပိုင်းမှာအဆင်မပြေတာကြီးအများကြီးတွေ့ရအခုနော် စကားစာကိုကျွန်တော်ပြန်ဆက်မယ်ဆိုရင် Enzo Maresca ကပထမရက်မှာသူကထိန်းညင်တယ်ဘယ်အသင်းနဲ့တူတူအသင်းကြီးပဲဖြစ်ဖြစ်အသင်းငယ်နဲ့ပဲတူတူသူကထိန်းညင်တဲ့သဘောမျိုးကျွန်တော်အဲ့ဒါ၄၅၀ပွဲမကတော့မနှစ်ကရာသည်ဒီနှစ်ရတောက်လျှောက်ဒီနှစ်ဆိုသူကပိုတိတာပြီးတော့တပွဲရလက်ကောင်းထားတဲ့အထိုင်ရှင်အဲ့ဒီဟာကိုမဖြတ်ချင်အဲ့ဒါကိုကျွန်တော်လက်ခံသိင်းတဲ့လောက်လက်ခံပါတယ်ဥပမာဖဖနာကိုမသုံးမဲနဲ့တူစင်ကိုမသုံးမဲနဲ့အချီယံပေါင်းဆက်သုံးနိုင်မှုကျွန်တော်ရဲ့မနေ့ကပွဲထွက်လူစီးသုံးသွက်ချက်မှာဆိုကျွန်တော်အချီယံပေါင်းပဲသုံးတာအဲ့ဒီအချီယံပေါင်းလေးကလည်း ်ချယ်ဆီအသင်းရဲ့ကစားသမားဘဝပထမဆုံးဂိုးပရီးမီးယားလိရဲ့ပထမဆုံးသူ့အတွက်ဂိုးဟာလာအရန်ကောင်းသွားတယ်ဒီကစားသမားလေးကိုကျွန်တော်တို့ man of the match ရွေးလိုက်တယ်သူ့နောက်ပိုင်းလူစားလေးလိုက်တယ်ပေါ့နော်ကျွန်တော်ဒီပွဲမှာအချီယံဘုံတအားသဘောကျအရန်ငယ်သေးတယ်ဗျာအသက်20မပြည့်တပြည့်လူငယ်တယောက်ကဒီလိုမျိုးဒီဟာလာပရီးမီးယားလိအဆင့်ကစားကစားပွဲမှာဒီအချိန်အဝါတွေအားလုံးမကြောက်မလန့်နဲ့ကစားနိုင်ပြီးတော့အခုဆိုရင် HM ဘောလီဗာပူး အသင်းရဲ့ပွဲတော့ကရလိုက်တဲ့အတွေ့အကြုံတွေသူကောင်းကောင်း handle လုပ်လာပြီကောင်းကောင်းသူအသုံးချလာပြီကျွန်တော်မနေ့ကလည်းအဲ့အကြောင်းပြောသွားတယ်ဒီပွဲမှာအများကြီးကောင်းတဲ့ချက်တွေမြင်ရင်အဲ့ဒါ Chelsea clean sheet ရပါတယ်တကယ်တော့ expected ဟာလား goal မှာ Nottingham Forest က2.4လာမီတော်တော်များတယ်ဗျ Nottingham Forest ရဲ့ expected goal က goal ဝင်နိုင်ခြေက Chelsea ထက်တော်တော်များတယ်3ချိုး2ချိုးလောက်ရှိဒါပေမဲ့တကူမှမရဘူးကံလည်းမကောင်းဘူးနောက်သူတို့ရဲ့ဒီ finishing and product ထွက်အောင်လုပ်နိုင်တဲ့အနေအထားအရန်အားနဲ့ ်ချယ်ဆီကလည်းအဲ့လိုအခွင့်အရေးတွေအများကြီးပေးပေးလိုက်သလိုဖြစ်တယ်ပေါ့နော်ချယ်ဆီခံစစ်ကတော့ဒီဘက်မှာလည်းယူရင်းနေဒါပေမဲ့ဒီ clean sheet ရပြီးတော့ HM ပေါင်းလေးအဲ့လိုပြည့်ပြည့်ဝဝအကောင်းဆုံးပုံစံနဲ့ကစားပြီးတော့ဟာလာခေါင်းတိုက်ကိုတကူပါရသွားတဲ့အနေထားကျွန်တော်ကတော့ဒီဘက်ကချယ်ဆီဒီလူငယ်ကစားသမားအထူးသဖြင့် HM ပေါင်းပြန်ရလိုက်တဲ့အနေထားချယ်ဆီတင်အတွက်အများကြီးအကျိုးရှိပါတယ်ဆိုတော့ပထမဦးနူဆင်းမှာကျွန်တော်သဘောမကျအဲ့မာလိုဂူစတိုထပ်သုံးတဲ့ကိစ္စလို့တော့များလည်းပဲ3-0ဖြစ်ပြီးသွားတဲ့အချိန်အနီးကမထီခင်အချိန်မှာ မာလိုဂူစတိုသူသုံးတဲ့ပုံကျွန်တော်အရင်အပြစ်မပြောလို့ကျွန်တော်တို့ကနိုင်မွေးတပွဲလဲရနေပြီဂိုးပြက်လဲတွင်ထားတယ်ကလင်းရှီလဲရတယ်ဆိုတော့နေသားတစ်ခုမှာလက်ခံပေးလို့ရဒါပေမဲ့ကျွန်တော်နားမလဲတာတစ်ဖက်ကအသင်တော်တော်အားနေတယ်ဗျအားနေတဲ့အသင်ကိုကြည့်ရသူကာဗာလုတ်ချင်ပုံရတယ်ဗောနော်ရိုမီယိုလာဗီယာကိုလည်းစိတ်မချတာပါတယ်အဲ့တော့ပထမဆုံးမှာချဲလ်ဆီတင်းရဲ့ဒီဘောရီတန်ရှင်းနေရလဲပတ်မှုအဆင်မပြေဘူးအားနေချက်ကြီးများတယ်ကွင်းတွင်းပိတ်အလုံးပိတ်ကြီးဖြစ်တော်မန်ကားမားရဲ့ ထိုးပေါက်ပုံလဲရိုးရှင်းရိုးရှင်းတယ်ဆိုတာသူတို့မှာ space မရှိဘူးဗျာကျွန်တော်ရှင်းမှာပြောခဲ့သူ Maggie U တယောက်မရှိတဲ့ပုံမှာ Yao Pedro ကအဲ့ဒီ number number 9 row ကြီးသူယူထားတယ်သူက number 9 row စစ်စစ်ကိုပါမနဲ့မှသူအဆင်ပြေတယ်အဲ့ဒါလဲကျွန်တော်တို့မျိုးလုံးထဲမှာနှစ်ပွဲသုံးပွဲပဲတွေ့တယ်အဲ့တွေ့ရဲ့နှစ်ပွဲသုံးပွဲလဲ Premier League မှာမဟုတ်ဘူးကျွန်တော် FIFA Club World Cup မှာပဲတွားတွေ့ခဲ့တာ။ Premier League အသင်းနေနဲ့စမ်းသက်တလောက်ကာလပတ်လုံးမှာတော့ Yao Pedro အထောင်နဲ့ကိုပါမာနောက်ချံကအများကြီးဒီချက်မကစမ်းသက်မှုတွေရင်ဆိုင်ရအောင် တိတ်အားရစရာမရှိဘူးဗျာပြောရမယ်ဆိုတကယ်တော့ရောရောပယ်ရိုတူတယောက်တည်းကစားပုံရအရန်ကောင်းတယ်သူက half 9 and 10 down မဟုတ်10ပေါ့တန်းဆိုရင်သူကပို့ပြီးတော့ပြီးပြည့်စုံတဲ့ပုံစံမျိုးကျွန်တော်ရောပယ်ရိုကြည့်ရတဲ့အနေထားဆိုတော့10မှာပိုကောင်းတယ်သူရှေ့မှာတယောက်ရှိရင်သူပိုကောင်းတယ်ပြီးတော့ရောပယ်ရိုကဘောလုံးတောင်းတောင်းပြတ်မတော်ဘူးဗျဘောလုံးလက်ခံဖို့လည်းမကြောက်ဘူးဘောလုံးကင်ထားဖို့လည်းမကြောက်ဘူးဆွဲထွက်ဖို့တော့လည်းမကြောက်ဘူးပြောရမယ်ဆိုရင်ဒီဘက်ကမှာတော်တော်လေးရှားတဲ့အတက်ကတယောက် ချက်စီရတာအရင်ကောင်းဒါပေမဲ့သူ့ရဲ့ဟာလာကျွန်တော်တို့အကောင်းဆုံးအည်သွေးတွေကိုနီးပြရှာဖွေနိုင်မှုလို့တဘောကသူ့ရှင်မတယောက်လို့ဒါကိုကျွန်တော်တို့ချက်စီတင်းကဝက်ဆန်ကို5-1နဲ့နိုင်တဲ့ပွဲအဲ့ဒီပွဲမှာလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်လီယန်ဒလပ်ကဝက်ဆန်ရဲ့နောက်ခံလူတွေကိုမြှားထားတဲ့အပေါ်မှာသူ့အပါအဝင်နောက်ကအတက်ကားတွေကအခွင့်အရေးအများကြီးရဒီပွဲကလည်းအဲ့လိုပဲမက်ဂီယူဝင်လာတဲ့အချိန်သူခြောက်သွားတာကျွန်တော်တွေ့အော်ခြောက်သွားအသက်ရှူခြောက်သွားမက်ဂီယူကသူ့ကိုယ်တိုင်ဂိုးသွင်းနေဖို့မလိုဘူးနောက်ကတက်လာတဲ့အတက်ကားတွေအတွက် ချောင်းအသက်ရှူချောင်းသွား channel တွေပွင့်ထွက်သွားဟာလာအဲ့လိုလုတ်ပေးုံနဲ့အဆင်ပြေတယ်ဗျာတဘောကဒီ Enzomaris Sky System မှာကျွန်တော်ဒါလည်းအကြောင်းထပ်သွားတယ် Center forward တယောက် present ကောင်းနဲ့အရင်အမောင်းမြင့်နဲ့ Center forward တယောက်လိုးလိုးဒါပေမဲ့အနာဂတ်မှာ Chelsea ကအဲ့နေရာကိုတော့သူတို့ဖြည့်တာလေ Leon Delap ရှိမယ်အခု Maggie Yu ရှိတယ်လာမယ့်နှစ်မှာကျွန်တော်တို့ပူးပေါင်းမယ် Emmanuel Amaga ရှိတယ်တောင်းအောင်ဆောင်တိုက်တူ present ကောင်းနဲ့ hole up play ကောင်းနဲ့ stretch ကောင်းနဲ့တစ်ဖက်နောက်ခံလူတွေကိုမြားခေါ်သွားနိုင်တဲ့အနေအထားမှာရှိတယ် ဆိုတော့ Chelsea အနာဂတ်ကတော့မဆိုးဘူး။ဒါပေမဲ့လောလောဆယ်ကာလဖျက်သိမ်းမှုအတွက် Enzo Maris ကဟာ Maggie ကိုအခုလိုယုံကြည်နေဖွဲထွက်ခွင့်ပေးဖို့လိုတယ်။ Maggie ကအခုမှရောက်လာလဲမဟုတ်ဘူး။အသင်းမှာကျွန်တော်တစ်နှစ်ကျော်ကြာနေပြီ။ကစားခွင့်ရတဲ့ပွဲတွေမှာလည်းအတိုင်းအတာတစ်ခုထိ90နာမျိုးရှိတဲ့အသင်းကိုပတ်မိုးပြီးတာမျိုးရှိရဲ့။အသင်းရဲ့ attacker တွေကသူ့ကြောင့်ခြောက်သွားတာတွေရှိ။ဆိုတော့ Maggie ကြောင့်နဲ့အများကြီးတာ Chelsea အသင်းရဲ့ကစားပုံပြောင်းသွားတယ်ဗျ။သူတယောက်ရှေ့မှာဝင်သွားတဲ့အချိန်မှာ Nottingham Forest ဘိုးခန်းစစ်က နှစ်ယောက်ဖြစ်သွားထိန်းရတဲ့အနေထားပထမတယောက်တည်းမဟုတ်တော့ရာအိုပက်ဒရိုမက်ဂီကိုနှစ်ယောက်စလုံးကအလုံးထယ်လဲတောင်းနေပြီးတော့သူတို့ခန်းစစ်ကိုဖြိုနိုင်တဲ့ structure ရှိတဲ့တိုက်စစ်မှုတွေပေါ့အဲ့နှစ်ယောက်ပြင်ဟိုဘက်က Gaidance ဝင်လာတဲ့အချိန်မှာ Gaidance ကလည်းအရင်ပွဲတွေနဲ့မတူကျွန်တော်တိတိတသားကြီးမြင်ရမျိုးမဟုတ်ပင်မဲ့ဂါနာချိုတဲ့ဆိုင်ဒီပွဲမှာလည်းကစားတာပထမပိုင်းကတော့ဒီကျွန်တော် Chelsea တင်းရဲ့ပွဲထွက်လူစင်းကြောင့်လဲဘောလုံးတွေကဘောလုံးကအုံနေတာပေါ့ဗျာဘောလုံးကဟိုအလင်မာပဲစုပြုံကြက်ပြီးတော့ Nottingham Forest က အပိုင်ခွေးတွေရမယ်ချယ်ဆီကအဲ့လိုအခွင့်အရေးမရအောင်ရရဲ့နှစ်ကြိမ်ကလည်းအန်ဒရီဆန်တိုးစ်ကအသင့်မဖြစ်သေးဘူးနောက်တစ်ခုကအန်ဒရီဆန်တိုးစ်နဲ့ပတ်သက်လို့ဒီကျွန်တော်တို့မြင်တဲ့အမြင်ကအန်ဆိုဖာနန်ဒက်စ်ရဲ့မော်ရီစီယိုပိုချီနိုလက်အောက်မှာပထမဆုံးကစားခဲ့တဲ့ယာဒီလိုဖြစ်သူက strap ball မှာတော့68 hybrid box to box ပေါ့အဲ့ style နဲ့သူကအဆင်ပြေခဲ့သူ့အရင် advance သွားပို့လို့ရှိရင်သူအဲ့ဒါကိုရုန်းကန်နေ struggle လုပ်နေတာသူအဆင်မပြေဘူးပြောရင်သူကအဲ10 age ကိုသူမရဘူး 688အဲအဲ့ပုံစံသူရနေတယ်ကောင်းကစားနိုင်တယ် Enzo Fernandez လိုမျိုး box arriving နေပါလေကတော့လူသေးတာပေါ့ဗျာသူကလည်းဒီယာဒီမှလည်းရောက်တာဆိုပြီးတော့ကြည့်ရတာ opening luck ဒါပထမဆုံးအဖွင့်ကိုကိုမရသေးတဲ့ပုံမှာ Andre Santos ကထင်ထားသလိုတော့ဖြစ်မလာဘူးပေါ့နော်ဒါမဲ့အပိုင်ခွေရတော့သူအသုံးချဖို့ကြိုးစားတယ်လူတွေအပိုင်ကျတော့ချက်ချင်းပဲဒီပွဲမှာနောက်တစ်ချက်ကျွန်တော်ကြိုက်တာက Enzo Mares ကလုတ်တဲ့လူစားလဲမှုလူတွေအပိုင်အဆက်မှာလုတ်ချလိုက်နည်းနည်းရဲလာတယ် တိုက်ပြီးတော့အကြာကြီးမဆောင်တော့လီဗာပူးပွဲမှာတွေကသူကတိသွားပြီအဲ့တော့မြန်မြန်လဲပလိုက်တယ်လဲတင်တဲ့လူပဲလဲသွားတယ်ဂါနာချူထုတ်လိုက်တယ်ရိုမီယိုလာဗီယာတကယ်ရိုမီယိုလာဗီယာလေဗျာကိုက်စီရိုနီယာမှာဝင်ကစားရတာဒိုင်ယာကလည်းကောင်းလာတာတိတ်မကြသေးဘူးကျွန်တော်သူ့နေရာမှာဖြည့်တွေးလို့ရတယ်နည်းနည်းအစ်စ်မဖြစ်သေးဘူးဘောလုံးလက်ခံတာဘောလုံးထိန်းတာဆိုတာကိုယ်ခံစစ် area မှာကို covering လုပ်ထားတဲ့နေရာမှာသွားမှားတော်သေးတယ်နော်နေ forest ကအဲ့အားကြီးအတုံးမချသွားနိုင်ဘူးဒီဘက်ကကန်လဲကောင်းတာပါ တော့ဒီအဖောရက်စ်ကတော့ဆိုးဆိုးစစ်တကိုးရောင်ဝါရနော်ကောင်နေပိတ်ကန်တော့မှာငကိုတွေကသူက9ရောက်ပိတ်ပြီးကန်မယ်ဆိုတော့အထာနဲ့ထွက်လာတာဟုတ်ဆိုတော့အဲ့ဒါပြီးတဲ့နောက်ကျတော့ကျွန်တော်တို့ချယ်ဆီကကျွန်တော်သိတယ်ဒီလောက်မဝင်တော့ဒီလောက်တောင်မှဒီကောင်နေဂိုးပေါက်ပြောင်းနေပြီဆိုတော့ချယ်ဆီအခြေအနေကောင်းတော့မယ်လို့ထင်တယ်ထင်တဲ့အတိုင်းပဲနီးပြတော့တကယ်အဲ့မှာနီးပြနှစ်ယောက်ရဲ့အရေးချင်းနည်းနည်းကွာသွားတယ်ဒုတိယပိုင်းမှာတော်တော်လေးကွာသွားတယ်ဒီကျွန်တော်တို့အန်ဆိုမာရက်စကာကလဲပလိုက်လဲလိုက်တယ်မက်ဂီယူထည့်လိုက်တာကတော့အကောင်းဆုံးပဲနောက်ကေဒန်ဆိုလည်းလဲလိုက်တယ်ကနာချိုနေရမှာ လာဗီယာတို့ရဲ့ပြောရမယ်ဆိုထုတ်လိုက်တဲ့တောင်းအောင်စလုံးကအစင်မပြေတဲ့တောင်းအောင်သူကောက်လဲပလိုက်အဲ့မှာတိတိတသားပဲကျွန်တော်တို့3မိနစ်တွင်2ဂိုးရသွားပထမဂိုးပထမဂိုးကလည်းကျွန်တော်တို့အဲ့ဒီချယ်ဆီအတင်တိုက်စစ်ပိုင်းအပြောင်းလဲဖြစ်နေတဲ့အချိန်မှာချယ်ဆီဘက်ကဟာလာကျွန်တော်တို့ရလာတဲ့အခွင့်အရေးကိုအပိုင်အသုံးချသွားဆိုတော့အဲ့ဒီဘောလုံးကိုဖျက်တင်တဲ့အချိန်မှာပယ်ဒိုနက်တိုဖျက်တင်လိုက်တဲ့အချိန်မှာဘောက်စ်ထဲမှာနှစ်ယောက်ရှိတယ်မက်ဂီယူရဲ့ HM ဘောအဲ့တော့မက်ဂီယူကအရင်ခုံလိုက် မက်ဂီးခုံလိုက်တော့နော်တင်ဖော်ရက်စ်လောက်ခံလူတွေအလိုက်ခုံအဲဘောလုံးကသူ့သူ့ကိုကြော်လာကြော်လာပြီးတော့အရှင်မောတခါတည်းကိုရဲ့ညာဘက်တောင်းတယ်တိုက်တယ်ဆိုတော့အဲ့မှာခြေနေကတောင်းသွားပြီဇက်တိုက်ဆိုလိုပဲမက်ဂီးကအဲ့ဒီနော်တင်ဖော်ရက်စ်ရဲ့ဘီဂုတ်ထိန်မှာနောက်ခံလူသူ့ဖော်ရက်စ်နောက်ခံလူတယောက်ချက်လှဲ့လိုက်တယ်လှဲ့တဲ့အချိန်မှာသူလဲသွားတယ်ဖောင်းဖြစ်သွားတယ်အဲ့တော့ပက်ဒရိုနက်တိုကတခါတည်းကန်ထည့်သွားတယ်ဆိုတော့အဲ့လာပြီးတော့ ခဏပွဲဟိုချယ်ဆီတင်းကထိန်းတယ်လုတ်တဲ့လူစားလဲမှုတွေချယ်ဆီဘက်ကကျွန်တော်တို့လုတ်တာတွေတွေ့ရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့အချက်အလက်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်အခုနကကျွန်တော်ပြောသွားတဲ့ expected goals မပြတော့အပေါ်ဆုံးကတော့ expected goals ပေါ့ expected goals မှာ Chelsea က1.6ပဲရှိပြီးတော့ Nottingham Forest က2.4တောင်ရှိအများကြီးတာပြီးတော့ total shots ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Nottingham Forest နဲ့ Chelsea နဲ့တိတ်မကော Nottingham Forest က7 Chelsea က16ဆိုတော့မကွာတဲ့အနေအထားမှာရှိ ပြီးလဲပြီးတော့ Chelsea တင်းကပွဲသိန်းကိုကျွန်တော်ရသွားတယ်အဲ့ဒါကတော့ Reece James သူစာရွက်တွေ live ပေးပြီးတော့ဟာလာဘယ်နေရာမှာကစားဘယ်နေရာမှာကစားဆိုပြီးတော့အဲအဲ့လိုလုံနေတာကနေပြီးတော့အဲ့ဒါ Reece James ကပွဲသိန်းကိုကျွန်တော်တို့တင်းသွားတယ်အဲ့ဒါလဲ set piece ကဆိုတော့ set piece ကိုအောင်အောင်ချတတ်လာတယ်ခန်စစ်ကိုရှိရလူနဲ့ဖြစ်အောင် clean sheet ရအောင်ကန်သွားနိုင်တယ်ဆိုတဲ့အချက်တွေအင်မတန်မှကောင်းတယ်နောက်လူစားလဲတင်းတဲ့အချိန်မှာလူစားလဲတာကိုတပြိုင်တည်းမှန်မှန်ကန်ကန်လုပ်သွားတယ် Estival ကိုလည်း တားပွဲပန်းပြီးလာတယ်ဘရာဇီးမှာတချို့ကဒီပွဲမတိုင်ခင်မှာကိုက်ဆေရိုမထည့်တာကျွန်တော်တို့အန်ဆိုဖာနန်ဒက်စ်ကိုမသုံးနိုင်ဘူးဝေဖန်ကြတာရှိတကယ်တော့အန်ဆိုဖာနန်ဒက်စ်ကဒူးပြဿနာရှိနေတယ်ကျွန်တော်ပြီးခဲ့တဲ့ပွဲကြုံသုံးသက်ချက်မှာလည်းကျွန်တော်ပြောသွားတယ်အန်ဆိုဖာနန်ဒက်စ်ကဒူးမှာ discomfort ဖြစ်တယ်ဒူးတိုင်ရန်နေနဲ့ရတယ်အဲ့အတွက်သူ့ပေးမကစားဘူးကျွန်တော်ထင်တယ် IS နဲ့ပွဲတော့ကစားဝင်ပေးပါမလားမသိကျွန်တော်တို့ကဒီအချိန်မှာတော်တော်လေးကစားသမားတွေကို FIFA Club World Cup ရဲ့ site effect ရှိတဲ့ပုံမှာတအား3ထားပြီးထိမ့်သိမ့်မှုလိုတဲ့အချိန်တခါကျွန်တော်တို့ Moises Caicedo ကလည်း ိတ်ပြီးတော့ဒဏ်ရာနည်းနည်းလေးရှိ physical ကတိတ်မပြည့်ချင်အဲ့အတွက်ကြောင့်မို့ तू ကအန်โซရောကိုက်စီတို့ကိုအနားပေးလိုက်ချက်စီးတဲ့ကွဲလည်အနေထားကတော့တကယ်သူတို့ရဲ့ key player နှစ်ယောက်နဲ့တခြားကစားမကစားမနေနဲ့နည်းနည်းဟာရိုမီယိုလာဗီကတော့ကျွန်တော်ထင်ပါတယ်တပတ်နှစ်ပတ်လောက်မှ तू ဒဏ်ရာဟိုသာသေးသေးတခြားကင်တွယ်ပြီးတော့ကစားနိုင်မယ်အခုခြေစွမ်းပြန်နေနိုင် तू ကလည်းအဲ့ဒီနှစ်ယောက်ပထမအုံနာအန်โซဖာနန်ဒက်စ်နဲ့ကိုက်စီတို့နှစ်ယောက်နဲ့တူ तू ကချက်စီးတဲ့ထောက်တိုင်ဖြစ်လာဖို့များတယ်ဆိုတော့အခု IS ပွဲမှာတော့မှအန်โซဖာနန်ဒက်စ်ကတိတ်မကျင်းသေးဒဏ်ရာပြဿနာရှိနေတယ် အဲ့တော့เชลซีတင်းကကိုပါမာတို့ဒီအခုနောက်နိုင်နေမပါဘဲနဲ့ဒီရလက်ကိုရအောင်ယူသွားတယ်လီယန်ဒလပ်တို့လိုကစားသမားတွေဂျန်နေသေးသေးတယ်ပေါ့နော်နောက်တစ်ခါဘဝခံစစ်မှာလေဗိုက်ကိုဝါတို့မလာသေးတဲ့အချိန်တွေမှာဒီလိုမျိုးရလက်ရအောင်ယူတယ်ဆိုတော့မဆိုးဘူးကျွန်တော်ကတော့အကောင်းမြင်တယ်ပြီးတော့ဒီနိုင်ပွဲကနေဇက်တိုက်အခုဒီနောက်ထပ်ကျွန်တော်တို့ international break မလာခင်ခုနှစ်ပွဲကเชลซีအသင်းနေနဲ့ရလက်ကောင်းနိုင်တဲ့ပွဲတွေစပါးပွဲရလို့ကျွန်တော်6ပွဲကအမှတ်ပြည့်ရသွားနိုင်ဒီပွဲကတော့အမှတ်ပြည့်ရသွားပြီး ဒီဘွဲအမှတ်ပြည့်နေတူ Chelsea တင်းရတာအမှတ်ပေးစရာရဲ့အဆင့်၄ကိုရောက်တယ်เนาะပြောမယ်ဆိုကျွန်တော်ထိတ်ကအသင်နေနဲ့တိတ်မကွာနှစ်ဘွဲတည်ဖြစ်တာလေနှစ်ဘွဲရှုံးထားတယ်ဟာလာ goal different လဲတက်လာတယ်သူ့အပေါ်ကအသင်နေရတယ်ဒါပွဲချက်တွေကန်အောင်ရှိနေတဲ့ပုံမှာဒီဘွဲကတော့ Chelsea တင်းအတွက်တော်တော်လေးဟာလာကျွန်တော်တို့အဲအဲ့မှာหนีတဲ့ကိစ္စပါหนีတဲ့ကိစ္စကမာလိုဂူစတိုပေါ့เนาะအဲကျွန်တော်ဒီ live ရဲ့ဆက်စချင်းမှလည်းကျွန်တော်ပြောတယ်အဲ့ဒါကြီးမကောင်းပါကျွန်တော်တို့ပထမတော့ဟာတာပေါ့ဗျာကျွန်တော်တို့လည်းဟာတာအမြင်မြင်တာပေါ့နော်နောက်ပိုင်းကျတော့ တော်တို့ဘာတွေးလဲဆိုတော့အဲ့ဒါကစီကမ်းပိုင်းအရာလည်းမကောင်းဟုတ်ပြီစီကမ်းပိုင်းအရာမှာဒန်ဂျင်းပါရန်နဲ့ပြီးသွားတာပြဿနာမဟုတ်အခုဆိုရင်တို့ကနောက်ဆုံး6ပွဲနောက်ဆုံး9ပွဲ9ရောက်ထုတ်ခံရတယ်ဗျာဇက်တိုက်အနေထားမျိုးဖြစ်လာတယ်ပေါ့ပလေယာက4ယောက် coach က1ယောက်ပေါ့နော်တစ်ဖက်ကကြည့်မယ်ဆိုရင်ဒီအင်္ဂလိပ်တွေကတိတ်ကြပ်ပြည့်တဲ့ကောင်တွေမဟုတ်ဘူးနော်ဒီ FA တို့ဘာလို့ဆိုတာကတို့ကအရင်နဲ့အရာဇဝင်ရှိတယ်ဒီကောင်တွေကကြက်ပြည့်တင်းပြည့်မဟုတ်ဘူးအုံအောင်နဲ့ချောင်းနေရကောင် ဒီကောင်လေးကမထင်မထင်သလိုအေးအေးယူတတ်တယ်အခုသဖြင့် Chelsea ကိုသူတို့ကအဲ့လိုအေးအေးယူခဲ့တဲ့ရာဇဝင်တွေလည်းရှိဒီအနီးကပ်ကိစ္စကျွန်တော်သဘောမကျဘူးဟုတ်ပြီဗျတပွဲတပွဲသုံးပွဲစတဲ့ဆိုရင်တော့တော်တော်များနေအသင်းကြီးတရင်ကအဲ့လိုကြီးသွားဖြစ်လို့မရဘူးကဲဟုတ်ပြီအသင်းရဲ့အနိုင်ရလက်ကြောင့်ရေးကြည့်တယ်နီလဲနီပစီကွာဆိုလဲကျွန်တော်တို့ကဒါကိုလက်ခံပါတယ်နိုင်နိုင်မို့အေးကြီးတယ်ဘလို့နိုင်နိုင်ဒါပေမဲ့9ယောက်ကြီး9ပွဲစတဲ့ကြီးဆိုတော့အဲ့ဒါမကောင်းဘူးဗျအဲ့ဒါဘာမကောင်းဘူးလဲဆိုတော့အခုနလို FA က ဒန်ဂျေးပြစ်ဒဏ်ချရတော့ကတော့ကျွန်တော်တို့ကပြဿနာမရှိကျွန်တော်တို့ပေးရတယ်မဟုတ်ဘူးအသင်းဘက်ကသူ့ဘက်သူရှင်းလန်းနေမယ်အဲ့လားပြဿနာမရှိကျွန်တော်ဆိုရင်ကအဲ့လိုဒန်ဂျေးမဟုတ်ဘယ်နဲ့တခြားပြစ်ဒဏ်နေပေါ့နော်ဥမာသူတို့မှအမျိုးမျိုးရှိကြဗျာဒါကတော့ကျွန်တော် rules and regulation မဖတ်သေးတော့ကျွန်တော်ပြောရခက်ဒီအကြောင်းဒီ live ပြီးမှပဲကျွန်တော်ဖတ်နော်ဘာကြီးဆက်ဖြစ်နိုင်လဲတားစီကန်ဖောက်လို့ရှိရင်ဥမာဒန်ဂျေးနဲ့ပြီးတယ်ဆိုပြဿနာမရှိဥမာဟာလာကွင်းပိတ်ပြစ်ဒဏ်နေဘာကြီးဒါကြီးကရှိတဲ့အသေးချာတော့ကျွန်တော်မသိသေးဘူးပေါ့နော်အဲ့မကောင်း ။အများလာပြီ။ကောင်းနေသတိပြုမိလာပြီ။မင်းတို့နေရာဘာလဲ။ငါတို့မခန့်နာတာဆိုရင်မောင်မဖြစ်လာ။ပြီးတော့ဒီနေ့ယူရအဝါကက်။မကစားခြင်းပင်မနေပြီဆိုရင်နီးပြောက်အချက်ပြတယ်လို့ရ။အကြောင်းတစ်ခုဦးနဲ့ပေါ့နော်။ကျွန်တော်ထွက်တော့ကန်တိုင်းတော့ကျွန်တော်နေရာလည်းမဟုတ်ပင်မနေ။ပြီးတော့နီးပြောက်အုပ်စုအဖွဲ့ဝင်တွေလည်းကျွန်တော်မကြိုက်တာ။ Gusto အလွန်ရောကျွန်တော်တုံးနေပြီ။ဒီနေ့ကျတော့ Gusto ကကျွန်တော်ထင်တာတော့ပန်းလဲပန်းနေပြီဗျာ3စီးလဲဖြစ်နေပြီအေးငါထွက်တော်မယ်ကွာမင်းတို့မထုတ်လဲငါထွက်တယ်ကွာဆိုထွက်သွားဆိုတော့အဲ့ဒါမကောင်းဘူး ဘာလို့မလိုအပ်တဲ့နေရာမှာသွားယူလဲပွဲရလက်က3-0ဖြစ်နေတယ်တစ်ဖက်ကွင်းရဲ့ဘယ်ဘက်စန်တာမာရောမဟုတ်တစ်ဖက်ရဲ့ဘယ်ဘက်ချမ်းကွင်းတောင်းအဲ Northern Forest ရဲ့ကွင်းနှစ်ချိုးတစ်ချိုးတဝက်လောက်ပြီးဘယ်ဘက်ချမ်းမှာအဲ့ဒီနေရာမှာသွားပြီးတော့အနီကပ်သွားယူစရာဘာအကြောင်းမှမရှိဘူးဒါအုံနောက်ညံနေတာဘာညာထက်စာကျွန်တော်ထင်တော့ဒါ intentionally ပေါ့ရာဟိုပက်ရိုလည်းအဲ့လိုလုပ်ခဲ့သေးတယ်ညီကတို့သိပါတယ်ချန်ပီယံလိမှာအဲ့လိုလုပ်သွားတယ်အဲ့မကောင်းဘူးဂူစိုထက်လို့အဲ့တော့ဘာလဲဆိုတော့သူတို့ကစားသမားတွေကိုဆွတ်ဆက်ပြီးခိုင်းနေတယ် မတုံးခြင်းတဲ့ကစားမလဲလုံးဝမတုံးဘူးတုံးပြီဆိုလို့ရှိရင်လည်းအဲ့ဒါအားကြိုက်ပြီဆိုလို့ရှိရင်လည်းမထုတ်တော့ဒီကဲဆိုဒီကူစတိုကိုအဝါပထမထိကြတယ်ကျွန်တော်မျက်ကုံးလုံးနေတော်သေးတယ်ကို့အသင်းဘက်ကဂိုးတွေရသွားပြီးတော့မှဒီကောင်နောက်တော့ကထိသွားတယ်တကယ်တော့အဲ့ဒီကူစတိုကိစ္စကသူတို့ကန်တွယ်ပုံမှားနေအရင်ကစားသမားတအားတုံးနေကူစတိုဆိုတာကကျွန်တော်ရီစီဂျိမ်းစ်ရဲ့ဘက်ကပ်ပုံစံကိုထားတာရီစီဂျိမ်းစ်ကဒဏ်ရာရလွယ်တယ်အင်္ဂလန်တို့ကလည်းကစားပေးနေရတယ်သူ့ရဲ့ fitness ကပွဲတစ်ပွဲကိုမိနစ်60ပြည့်ဖို့အတွက်တော်တော်ကြီးကိုသူရုန်းကန်နေရအဲ့လိုအခြေအနေမှာနှိမ်အောင်လုံးကိုတုံးပြီးတော့ ်အချင်းပေါ်မှာတုံးတယ်ဗျာတစုံတစ်ခုသာအဲ့ right back ကအခုချိန်မှာ receiving တုံးလို့မရလို့ဆိုရင်လာမယ့် receiving ထိုင်ရသွားဆိုကြပါစို့မပြောမှမဆိုတော့နော်လာမယ့်တစ်ပတ်အဲ့နေရာမှာကစားဖို့ဘယ်သူမှမရှိဘူး gusto ပွဲပယ်သွားအဲဒါမျိုးတွေကိုတို့ကစဉ်းစားမစဉ်းစားမယ်တော့တို့ကထဲတယ်ဒီ Anson Maris ကအဲ့တစ်ခုကသူ့အတွက်မကောင်းထဲလိုက်မထုတ်တော့အော်ဟိုကောင်ကကျွန်တော်ထင်တော့ဒီနေ့အဝါကထပ်ယူရဲဟာလေအုံတော့မရှိကြမျိုးထက်ကျွန်တော်မြင်တာတော့တမင်လောက်သွားတယ်မင်းတို့ငါ့ကိုလူစားမလဲဘဲငါထွက်တယ်ကွာဆို အော်ဒါမကောင်းပါကျွန်တော်သဘောမကျဘူးအဲ့အနီကက်ပြဿနာတွေသူတို့အနှံ့နိုင်ဆုံးထိမ်းမလို့ရယ်မကြခင်မှာဒါနဲ့ပတ်သက်ပြီးတော့ညီကိုတို့အတန်ကြားရနိုင်တယ်ဘယ်လိုမျိုးပြစ်ဒဏ်ချမှတ်မလဲဆိုတဲ့ကိစ္စတွေကြားရနိုင်တယ်ဆိုတော့ Chelsea တင်းကတော့အဲနိုင်တဲ့ပွဲကိုနိုင်သွားတယ်တဖြည်းဖြည်းနဲ့တော့ပြန်ပြီးအချိန်ရလာနိုင်တယ်ကျွန်တော်ဒီ international break မတိုင်ခင်မှာပြန်ပြီးတော့ဇာတ်ထိပ်ပန်းကိုရောက်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့မနေ့ဖြန်မှာရောတပတ်ခံမှာရော Monday night football season ရှိရယ်မနေ့ဖြန်မှာလည်းကျွန်တော်တို့နောက်ထပ် live တစ်ခုလုပ်ဖို့အစီအစဉ်ရှိပါတယ်ခင်ဗျအားလုံးပဲ i live မှာပြန်လည်ဆုံးလို့ကြပါမယ်နော်အားလုံးနှုတ်ဆက်ပါတယ်ညီကိုတို့အားလုံးပဲ see you